ကေဒီယူ channel လေးကပြန်လဲကြိုးစားပါဗျာနော်နေဘာလဲပြောချင်လဲဆိုတော့နေနော်မောဟဆိုတာလေးပြောချင်တာပေါ့နော်မောဟဆိုတာလေးပြောချင်တယ်ဆိုတော့ကျွန်တော်ပြောမှာမဟုတ်ပါချုပ်စရာတော်ကြီးပြောမှာနော်ပါချုပ်စရာတော်ကြီးဟောမှာနော်အဲ့ဒါအဲ့ဒါလေးပေါ့နော်မောဟဆိုတာဘာလို့ဆိုကျွန်တော်တို့ကလောဘဒေါသမောဟဒီနော်လောဘတွေအကုန်ဒါရီအကုန်လုံးကြီးကြတာကြီးပဲကျွန်တော်တို့ကနော်အဲ့တော့မောဟဆိုတဲ့အရာကျတော့ကျွန်တော်မသိချင်းနေပေါ့နော်ကျွန်တော်ကမသိဘူးသားကောင်းတာဆိုးတာမသိဘူးပေါ့နော်ကိုကောင်းတာလုတ် လုံးတင်လားမလုံးတင်ဘူးလားနော်လုံးတင်အောင်မလုံးဘဲနဲ့မလုံးတင်အောင်လုံးပြီးတော့အထင်နေနဲ့ဟာဒါရအလွဲမားတွေလွဲမားတွေဖြစ်နေတဲ့အရာမျိုးဖြစ်မစိုးလို့ပေါ့နော်မောဟကြီးကြီးစိုးပြီးတော့ဟိုလုံးတင်နဲ့မလုံးတင်ဘူးအမှန်တရားကိုဘာမှမသိတော့ဘဲနဲ့ဖြစ်နေတဲ့အရာအများကြီးနော်ဒါအကုန်လုံးသိပြီးသားလုံးတင်တာနဲ့မလုံးတင်တာကနော်ကိုယ်ရဲ့အဲကြောင့်လို့ကျွန်တော်ခရီးကန်ခရီးတွေသင်ခင်းဆိုတာစဉ်းစား စဉ်းစားကိုယ်တေချာစဉ်းစားသုံးသပ်ဝေဖန်နိုင်တဲ့အုံနောက်တွေရှိဖို့လိုတယ်ခင်ဗျာဒီအရာလုံးတင်လားဒီအရာမလုံးတင်ဘူးလားဒီအရာကောင်းဘူးလားဒီအရာမကောင်းဘူးလားဒီအရာကုသိုလ်လားအကုသိုလ်လားခင်ဗျာဒါမျိုးတွေတွေးပြီးပြောပြီးလုပ်ပြီးတော့ကန်ရမယ့်အရာမျိုးတွေအများကြီးညနော်အဲ့တော့ဘာလို့မလုံးတင်တာကိုကမလုံးတင်တာကိုလုတ်ခဲ့ပြီးတော့သိရမလားအမှန်အမှန်မှန်ထင်ပြီးတော့အဲ့ဒါမျိုးတွေဖြစ်သွားပြီးဆိုခင်ဗျားတို့ရဲ့မောဟကြီးကတပြေးပြေးကြီးသွားကြီးသွားပြီးတော့အလုံးဝအမှန်တရားကြီးထင်သွားမှာ ဟာမလုံးတင်တာရအမှန်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 ဒီလိုခမားဘိုးကအမောင်မိုက်တဲ့ရောက်သွားမှာကြားတယ်။နော်ဒါတော့မောဟနော်မလုံးတင်မလုံးထိုက်တာကိုမလုံးဖို့လုံးတင်လုံးထိုက်တာကိုလုံးဖို့နော်လုံးတင်နေအောင်မလုံးပဲနဲ့မလုံးတင်တာကိုလုံးနေပြီးတော့ကြီးစိုးပြီးတော့အမှန်တရားဖြစ်သွားမစိုးလို့နော်ဒါကေတီယာပြောပြတာပြောပြတယ်ဆိုတာပါချုပ်စီရတော်ကြီးပြောပြပြီးကြားဟာပါကျွန်တော်ပြောရမှာမဟုတ်ပါဘူးတရားလေးနော်ပါချုပ်စီရတော်ကြီးဟောဟောရတာလေးတစ်ချက် နားထောင်လိုက်ပါနော်မောဟဆိုတာကြတော့မောဟဆိုတာကြတော့ကအမတန်မတိတ်မွေးသူကပူဆိုးတယ်ကျူရင်းကဒေါသတော့သိတယ်လောဘတော့သိတယ်မောဟတိတ်တယ်ကွနော်ဒါကြောင့်မလို့မောဟဆိုတာဘာလို့ဆိုမသိပဲဖြစ်တတ်တယ်ကဲစဉ်းစားကြည့်အောင်မောဟဆိုဒီမှာလုံတဲ့နာနဲ့မလုံတဲ့နာကိုခွဲခြားမသိဘူးပြောတဲ့နဲ့စကားမပြောတဲ့နဲ့စကားခွဲခြားမသိဘူး တွေးတဲ့နာမတွေးတဲ့နာကိုခွဲခြားမသိဘူးမသိတော့ဘာဖြစ်တာလို့ဆိုမလုံးတဲ့နာကိုလုံးတဲ့နယ်လို့ထင်တယ်လုံးတဲ့နာကြတော့မလုံးတဲ့ဘူးလို့ထင်တယ်မပြောတဲ့နဲ့စကားကိုပြောတဲ့နယ်လို့ထင်တယ်ပြောတဲ့နဲ့စကားကြမပြောတဲ့ဘူးလို့ထင်ញတယ်ဟုတ်ကဲ့လားတော့အဲ့လိုအချင်းနေမားတဲ့အခါကျတော့ဘာဖြစ်တယ်လို့မလုံးတဲ့နာကိုလုံးတဲ့နယ်ထင်ပြီးလောက်တာလုံးတဲ့နာကြတော့မလုံးတဲ့ဘူးထင်ပြီးမလုံးပဲနေတယ်မမရွေးရွေးနေတယ်ပြဿနာမတက်ဘူးလား ောဟကမာထုတ်သွားတာကုယုကာယာရှိပဲကောပြစ်တင်နေရတယ်ကြီးအဲ့ဒါကိုမောဟလို့ခေါ်တာနော်နော်မောလို့ပဇတိဟနေတာကိုပြောတာမဟုတ်ဘူးမောဟဆိုတာတွင်းဝေးပြီးတော့ဒုက္ကနာမလို့တင်တာမသိဘူးပြဿနာတွေနောက်ဆက်တွဲတက်လာဒါကြောင့်မလို့မောဟဆိုတာမဖြစ်အောင်ဘယ်လိုထိမလဲအခုလို့တရားနာတာဟာမောဟကျော်ပါအောင်တရားနာတရားစာအုပ်တွေဖတ်တာမောဟရောပါအောင်တရားစာအုပ်တွေဖတ် တရားနာရတယ်မသိရင်မေးရတယ်တရားစာအုပ်တွေဖတ်ရတယ်ရေးချင်ရတယ်အသိဉာဏ်တွေရအောင်ကြိုးစားရတယ်ဒါမောဟကိုပယ်ဖို့ကြိုးစားတာပဲမောဟကနေစိတ်ကိုထိတယ်ဆိုတာပြညာနဲ့ထိသွားတာပေါ့ဒီဘောကိုပြောတာနော်အေးလောဘတဏမောဟဆိုရင်ဒါတွေကိုစိတ်တွေကိုထိနိုင်ပြီဆိုလို့ရှိရင်ထိနိုင်တဲ့အချိန်ကနေစပြီးတော့ကတ္တနာတွေနဲ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 သွားပြီးဆက်လက်ဆက်ရရတယ်လို့နောက်ဆုံးလောဘကိုကယ်ဝင်ထိနိုင် တမကုံလို့ဆိုရင်ယန္တာဖြစ်မှာကုံနေဒေါသကဘယ်မှာကုံသွားတော့ဆိုရင်အနာဂတ်ဖြစ်ပါရင်ဒေါသကုံနေမောဟကဘယ်မှာကုံလို့ဆိုရင်ယန္တာဖြစ်မှာကုံနေအဲ့ဒီမကုံရင်စัจ जा မှာလည်းသောတာပန်ဖြစ်သွားရင်အပင်ကိုချနိုင်တဲ့လောဘအပင်ကိုချတဲ့ဒေါသအပင်ကိုချတဲ့မောဟမရှိတော့နော်တရားကဖြစ်သွားရင်အဖြစ်နဲသွားပြီးအရှင်နေနဲသွားပြီးအနာဂတ်ဖြစ်လို့ရှိရင်ဒေါသဟာလောကကုံသွားပြီးမောဟတို့ လောဘလို့ဆိုတာဒီကာမအာယုန်နေနဲ့ပတ်သက်ပြီးတော့မလာတော့ဘူး။ဉာဏ်သာဖြစ်သွားပြီးရှင်ဘာအကုသို့မှမရှိတော့ဘူးလုံးဝတော့ခင်းသွား။အဲ့ဒီကြရင်တော့လုံးဝချမ်းသာတဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုပြီးတော့တဏှာဝရှင်းကလွတ်ခင်းသွားနိုင်တယ်လို့မြတ်စွာဘုရားဟောတဲ့တရားဟာအမြဲတမ်းလက်တွေ့ကြတဲ့တရားဖြစ်သွားကြအောင်။ဒါကြောင့်မို့မြတ်စွာဘုရားရှိတဲ့ဒုက္ခဝဟန်လို့ဆိုတဲ့စိတ်ကိုထိနိုင်မှချမ်းသာရမှာလို့ စီကိုစီသဘောချပြီးတော့မိမိရဲ့စိတ်လေးကိုလောဘနဲ့အတွဲအောင်ဒေါသနဲ့မတွဲအောင်မောဟနဲ့မတွဲအောင်ထိတ်သိမ်းဆော့ရှော့ဖို့ကြိုးစားအားထုတ်နိုင်ကြပါစေကုန်တည်းကဲနော်အကြတော့လှုပ်တင်တာမလှုပ်တင်တာနော်ခွဲခွဲရရလေးတီးဖို့ပေါ့နော်ဒါတချို့ရာချို့ရာရာကြတော့နော်မထူးဆန်းဘူးဖြစ်ကုန်တာပေါ့နော်မထူးဆန်းဘူးဖြစ်ကုန်တဲ့ရာရဲ့ဒါရီကဟိုမတိတာပေါ့နော်လှုပ်တင်တာနဲ့မလှုပ်တင်တာရဲ့မတိတော့ဘဲနဲ့မှားယွင်းနေတဲ့ရာရဲ့ပေါ့နော်အကြတော့ သူ့ဘာသာသူ့ဘာယာသာအတွက်ကတော့တဲ့လူသေးမှထမင်းစားရတာမို့လူသေးတာကိုမှတ်နှမျောဘူးတဲ့ချို့စရာဝင်တွေကနော်ယောဂဖြစ်မှစေကူရတာဆိုယောဂဖြစ်တာမဆန်းဘူးတဲ့နော်အဲ့တော့တတ္တသမားတွေကတတ္တမှာထမင်းစားရတာတော့တရဝါတွေကိုမတနာဘူးတဲ့နော်တိုင်းပြည်ပြည်မှာထမင်းစားရတဲ့သူတွေကတိုင်းပြည်ဖြတ်ဖို့ဝင်မလေးဘူးတဲ့နော်ချို့နိုင်ငံသမားတွေကတိုင်းပြည်စုပူနေမှာထမင်းစားရတာဖြစ်တဲ့အတွက်တိုင်းပြည်စုပူနေဖို့အမြဲစော်အောနေမှာပဲတဲ့နော်ကျတော့အကုန်လုံး နော်အမှားနဲ့အမှန်နော်အကြောင်းနဲ့အကျိုးအကောင်းနဲ့အဆိုးဒါလေးတွေခွဲခွဲခြားခြားဒါလုံးတင်တာနဲ့မလုံးတင်တာနော်မလုံးတင်တာအောင်မလုံးနဲ့လုံးတင်တာကိုလုံးခင်ဗျာလုံးတင်တာအကြောင်းမလုံးခဲနဲ့မလုံးတင်တာကြီးကိုလုံးပြီးတော့ခင်ဗျားတို့ဟာဒါရီအမှန်အမှန်အမှန်ပြီးတော့ခင်တလုံးနဲ့ရှောက်လုံးနေတဲ့အရာတွေကနော်ခင်ဗျားတို့လမ်းလွဲလမ်းမရောက်သွားမှအောင်ပြောတာခင်ဗျားတို့ဘာလို့ခင်ဗျားတို့စဉ်းစားလမ်းလွဲလမ်းမရောက်သွားရင်ခင်ဗျားတို့ပဲခံရမှာချင်းချင်းလေးကျွန်တော်တို့ကအာသူကပြောသေးရဲ့အာငါတို့နောင်ဘွားဆိုတာမစဉ်းစားဘူးဒီဘွားပဲ တဘောဘောဒါတော့ခင်ဗျာလေဟမ်တဘောခင်ဗျားတို့ဒါကျွန်တော်အများအားဖြင့်ပြောတယ်ခင်ဗျားတို့ဘာလို့ခင်ဗျားတို့စဉ်းစားရမှာလောက်ကန်ရမှာခင်ဗျားတို့เนาะကျွန်တော်လည်းလုံပြီးလို့မရဘူး၊ကန်ပြီးလို့ခင်ဗျားပြုထားတဲ့ကန်ခင်ဗျားရှိပဲလာမှာကျွန်တော်ရှိမလာဘူးเนาะခင်ဗျားအကုသို့လို့တွေကုသို့လို့တဲ့ခင်ဗျားရှိပဲလာမှာရှင်းရှင်းလေးပြောတာခင်ဗျားလုပ်ထားတဲ့ကန်ခင်ဗျားတည်တောင်းထားတဲ့ကန်ခင်ဗျားရှိပဲလာမှာအကြောတော့လုံတင်တာနဲ့မလုံတင်တာเนาะအကြောတော့ တေချာလေးတိပြီးတော့ကောင်းမှုမကောင်းမှုเนาะမိမိကြောင့်သူကစိတ်သင်းလားမိမိကြောင့်သူကနစ်နာသွားလားမိမိကြောင့်သူကဒုက္ခရောက်သွားလားစဉ်းစားချင်းချင်းလေးစဉ်းစားမစဉ်းစားဘဲနဲ့ပေါက်ပန်းလေးတဲ့ပေါက်ပန်းလေးတဲ့ရှောက်လုံနေလို့မရဘူးပေါက်ပန်းလေးတဲ့ရှောက်လုံနေလို့မရဘူးเนาะဒါကတော့ခင်ဗျားတို့တိတဲ့အရာပဲချင်းချင်းလေးပဲเนาะ